မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့ဗုဒ္ဓဘူးနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ပွဲစဉ်တချို့ရှိရယ်ပေါ့နော်။ကဘာဖလားခြေစစ်ပွဲစဉ်တွေရှိတယ်။အဲ့တော့ဒီနေ့ကစားတော့ရှိတဲ့ပွဲစဉ်တွေတွေကနေပြီးတော့မှကဘာဖလားခြေစစ်ပွဲ အာရှဆောင်ပွဲစဉ်တစ်ပွဲကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့တခြားသောလီးပြိုင်ပွဲတွေရာပွဲစဉ်တွေရဲ့သုံးသချက်တွေတစ်တည်းပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါဒီအကုန်လုံးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပေးတာပေါ့နော်ဝင်ပြီးတော့ Join ထားလို့ရရပေါ့အဲ့တော့ဒီနေ့သုံးသပ်ပေးဖို့ရွေးချယ်ပေးထားတဲ့ပွဲစဉ်အကြတော့ဒီနေ့ည7:45မှာကစားမဲ့ Bravo La ခြေစစ်ပွဲစဉ် အရှာဆုံဖွဲ့စဉ်တဝဲဖြစ်တဲ့အင်ဒိုနီးရှားနဲ့ဆော်ဒီအာရေဗျာတို့ရဲ့ဖွဲ့စဉ်ပေါ့နော်အဲ့တော့အဖွဲ့စဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင်ဆော်ဒီအာရေဗျာအတင်းကတကိုးသွင်း10ပြားရမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်2ကိုးသွင်းပြား80ရှုံမယ်ပေါ့နော်အဲ့တော့ဒီအင်ဒိုနီးရှားနဲ့ဆော်ဒီအာရေဗျာပေါ့နော်ဒီဖွဲ့စဉ်ကကျတော့ဘလာခြေစပွဲအရှာဆုံ ဒါနောက်ဆုံးအဆင့်ဖြစ်တယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်အသင်း6သင်းကျန်နေအုပ်စု9အုပ်စုဖွဲ့ပြီးကစားထားတယ်ပေါ့နော်တအုပ်စုမှာ3သင်းစီပါဝင်တယ်ပေါ့နော်အဲ့တော့အုပ်စု2အုပ်စုရဲ့ပထမအုပ်စုပထမနေရာရတဲ့အသင်းကတော့ကဘာဖလားစီကိုတိုက်ရိုက်ဝင်ခွင့်ရမယ်ဒီအုပ်စုဒုတိယရတဲ့အသင်းကတော့ဒါနောက်တစ်ဆင့်ထပ်ပြီးတော့ပြန်ရမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ဒါတကြော်ပဲကစားရမယ်အိမ်ဝင်ဝဲခွင့်ကစားမှာမဟုတ်ဘူးပြောမှဆိုလို့ရှိရင် ကစားတဲ့တကြော်တဲ့ကစားမှဖြစ်တဲ့အတွက်ကြောင့်ပွဲစဉ်အားစုစုပေါင်းအတင်းတင်းနှစ်ပွဲပဲကစားရမယ်ဖြစ်တယ်ပေါ့နော်အဲ့တော့အင်ဒိုနီးရှားကိုကျွန်တော်ပြန်ကြည့်သူတို့ကလက်ရှိဆော်ရီယာကြီးပြရဲ့ အီရက်ရောအတင်းနှစ်တင်းနဲ့သူကတုံးစုရဲကြနေရယ်ပြီးတော့အင်ဒိုကအိမ်ဝင်တပွဲကစားမယ်အဝေးခွင်တပွဲကစားမယ်ဟုတ်နော်အဲ့တော့ဒီနေ့ပွဲစဉ်ကသူတို့ရဲ့အိမ်ဝင်မှာဆော်ရီယာပြောက်ကစားမယ်ဒီပွဲကစားပြီးရောလို့ရှိရင်သူတို့အီရက်ရဲ့ကွင်းမှာသွားပြီးပြန်ကစားမယ်ပေါ့နော်အဲ့တော့ဆော်ရီအာရေဗျအတင်းကပြောမှဆိုလို့ရှိရင်အတင်းကြီးတဲ့တင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီနေ့သူတို့တွေ့ရမယ်အင်ဒိုနဲ့ပွဲစဉ်ကသူတို့အတွက်မလွယ်ဘူးဒီနေ့တင်းကဒီပြီးခဲ့တဲ့ကဘာလာခြေစပွဲစဉ်ရောင်းမှာတော့လည်းတွေ့ခဲ့ဘူးလေအဲ့တော့အင်ဒိုက ချာကာတာမှာသူ2စီးနဲ့ဆော်ရီယာပြအတင်းကိုနိုင်ခဲ့ဘူးလေဗောနော်အဲ့တော့ဒီတပွဲကတော့ဒါအင်ဒိုကချာကာတာမှာတော့မဟုတ်ဘူးဒါသူတို့ရဲ့ခြေတဲ့မြို့မှာတစ်ဖက်ကဆော်ရီယာပြအတင်းကိုပြန်ပြီးအကန့်ကစားမှာဖြစ်တယ်ဗောနော်အဲ့တော့အင်ဒိုကပြောမှာဆိုလို့ရှိရင် လုံးဝအန်ဒါတော့အတင်းတတင်းအနေနဲ့ဒီအဆင့်အထိကိုရောက်လာခဲ့တာဖြစ်တယ်ဗောနော်ပြောမှာဆိုလို့ရှိရင်အရှိတောင်အာရှရဲ့ဒါဒီကဘာဗလာစီကိုဝင်ဝင်ရမယ်တတင်းနဲ့တော့အတင်းလိုက်လက်ရှိမှာအခွင့်အရေးဖြစ်အင်ဒိုမှာရှိနေတယ်ဖြစ်တယ်ပြီးတော့ဒီအင်ဒိုနီးရှားက ပြောမှုဆိုလို့ရှိရင်လက်ရှိသူတို့ရဲ့အိမ်ဝင်းကစားဖုံဟာတော်တော်လေးကောင်းတယ်ဗောနော်အဲ့တော့သူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး၅ဘွဲကိုကျွန်တော်ပြန်ကြည့်ဒီတစ်ဖက်ကပြိုင်ဘက်ကတလုံးကြောပြီးထားတဲ့ခြေတစ်ခုမှာအင်ဒိုကနောက်ဆုံးအိမ်ဝင်း၅ဘွဲမှာဆိုလို့ရှိရင်၄ဘွဲတိတိအကြီးအောင်ကစားနိုင်စွမ်းရှိတယ်ဗောနော်အဲ့တော့ဒီဘွဲက ဆိုလီဘက်ကတကူသွင်းပြား30ရောက်မယ်ဆိုတော့ဂျေကတလုံးကျော်ပြီးဂျေတခုတစ်မျိုးဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာအင်ဒိုနီနဲ့တစ်ဖက်ကဆော်ရီယာပြားကိုတရေကစားခဲ့မယ်ဆိုလို့ရှိရင်ဒါအင်ဒိုဘက်မှာနေကြီးအောင်ပြီးဖြစ်တယ်ဗောနော်အင်ဒိုကသူတို့ကစားခဲ့တဲ့အင်ဝင်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲတိတိကပြိုင်ဘက်ရဲ့ ဒီတလုံးကျော်ကြီးတခုမှာဆိုလို့ရှိရင်ကြီးအောင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီသူတို့ကစားခဲ့တဲ့အင်ကွေးနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်၃ပွဲလုံးဒီပြိုင်ဘက်ရဲ့ဒီတလုံးကျော်ကြီးတခုမှာဆိုလို့ရှိရင်အင်ဒိုကအဆင်ပြေခဲ့တယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီတစ်ဖက်ကဆော်ရီယာပြည်အသင်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရဲ့အဝေးကွင်းပွဲစဉ်တွေမှာတလုံးကျော်ဆိုတဲ့ကြီးတခုနဲ့ကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး၅ပွဲမှာ၅ပွဲလုံးဆော်ရီယာကြီးမအောင်ခဲ့ဘူးပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး၁၀ပွဲမှာဆိုလို့ရှိရင်လည်း၉ပွဲတိတိကြီးမအောင်နောက်ဆုံး၃ပွဲစရိုက်မှာလည်းဆော်ရီယာဒီတလုံးကျော်ဆိုတဲ့ကြီးတခုနဲ့ပြိုင်ဘက်ကို အနိုင်မရဘူးသေးဘူးပေါ့နော်ပြီးတော့ sorry ပါပြအတင်းကဒီကဘာဘလာမှာဆိုလို့ရှိရင်အတွေ့အကြုံရှိရအတင်းတင်းဖြစ်တယ်ပေါ့နော်ဒီပွဲမှာ sorry နိုင်ဖို့အလုံးအောင် favorite ဖြစ်တယ်ဒါပေမဲ့လို့ sorry arabia ကဒီသူရဲ့အိမ်ကွင်းတော့မဟုတ်ဂျားကွင်းမှာကစားတဲ့ပွဲစဉ်တွေမှာဒါသူကရလက်တီကောင်းတက်တယ်ပေါ့နော်အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် sorry ကရုံးရုံးကန်တက်တယ်ပြီးတော့အရှိတောင်အားရှာမှာလာပြီးတော့ကစားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် sorry အတွက်တော်တော်လေး ဒီသူကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်အရှိတောင်အရှာမှာလာကစားရတဲ့ပွဲစဉ်တိုင်းလို့လို့ဟာဆော်ရီယာပြအတင်းတော်ဆိုလို့ရှိရင်တော်တော်လေးကိုခက်ခဲခဲ့တာကိုတွေ့ရတယ်ဘောနော်ရာတီဦးသူအပူချိန်နေတခြားအချက်တွေကြောင့်လည်းဖြစ်နိုင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာတော့အင်ဒိုနီးနဲ့ဒီဆော်ရီကိုမရှုံးအောင်ကစားဖို့လိုတယ်ဒါမှလည်းသူတို့ရဲ့ကမ္ဘာဖလားစီဝင်ဝင်ရဖို့ပြောင်းလဲချက်ကတော်တော်လေးကိုအားကောင်းသွားမှာဖြစ်တယ်ဘောနော်အဲ့တော့ဒီပွဲမှာအင်ဒိုနီးနဲ့ဆော်ရီကိုရှုံးခဲ့မှာဆိုလို့ရှိရင်ဒါနောက်ထပ်တစ်ပွဲဖြစ်တဲ့အီရန်နဲ့အဝေးကွင်းပွဲစဉ်ဟာ တို့အတွက်လုံးဝအလွယ်ကူတော့မှာမဟုတ်ဘူးအဲ့တော့တို့ရဲ့အင်ဝင်ပွဲစဉ်မှာအင်တိုနီနဲ့အနည်းဆုံးဆော်ဒီယိုမရှုံးအောင်ကစားဖို့ဂျိုလင်ပီစဉ်းစားမလို့လေထင်တယ်ပေါ့နော်ဒီပွဲမှာဒါအင်တိုနီနဲ့တရီတမတ်ကစားနိုင်ရမယ်ဆိုလို့ရှိရင်တို့အတွက်ဒါကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တကိုးသွင်းဆက်ပြားရမယ်ဆိုတော့ခြေတစ်ခုမှာကျွန်တော်ကတော့အင်တိုကိုသဘောကျတယ်ပေါ့အင်တိုအင်ကွင်းမှာဆော်ဒီယိုပြအတင်ကိုအနည်းဆုံးတော့တရီတော့ကစားနိုင်နိုင်မယ်လို့ထင်တယ်ရှုံးခဲ့ရင်တော့မှတကိုးထက်တော့မပိုးတော့ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက် ဒါဒီနေ့အတွက်အခြေဆုံးအရေးချက်ပေါ်အနေနဲ့ဆိုလို့ရှိရင်အင်ဒိုနီးရှားအသင်းကိုရွေးချယ်ပေးခြင်းနဲ့ပေါ့